အကလုံးသတိထားရအောင်ပေါ့နော်ကျွန်တော်အဖြစ်ပြလေးတခုပြပြမယ်ဘယ်လိုလဲဆိုတော့မနက်ကကစားမာကကျွန်တော်တို့ဈေးကနေပြီးတော့ဒါအာတန်ဂျိုတက်စီအာတန်ဂျိုတချို့လာဝယ်ရပေါ့နော်တက်စီအာတန်ဂျိုလာဝယ်တယ်ဆိုတော့ကျွန်တော်တို့ကလည်းသူ့ရဲ့ဖုန်းကိုကြည့်လိုက်တယ်ပေါ့နော်သူ့ရဲ့ဖုန်းကိုကြည့်လိုက်တယ်ဆိုတော့သူ့ရဲ့ဖုန်းကလည်းကျွန်တော်တို့ကဒရိုက်စီအပေါက်ပဲဆိုတော့ကျွန်တော်တို့ကသူ့ကိုဗာရောင်းပေးလိုက်တယ်ဆိုတော့ဒရိုက်စီဂျိုဒရိုက်စီတို့ USB ဂျိုရောင်းပေးလိုက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကအမှန်တကယ်ကျတော့သူ့ကိုဒီမှာဖုန်းမသွင်းမယ်ဒီဟာကိုကျတော့သူ့ရဲ့အဒပတာအဒပတာမှာသွင်းမယ်ပေါ့လေ ဒါပေမဲ့ဖြစ်ကျင်တော့သူ့ရဲ့အတုံးကကျွန်တော်တို့ဒီမှာ device အတုံးရင်ဖြစ်နေတယ် device အတုံးဖြစ်နေတော့ကျွန်တော်တို့ကသူကဘယ်လိုပြန်လာပေးလဲဆိုတော့ကျွန်တော်တို့စီကိုဒီဟာဒါကိုကျွန်တော်ထိုးပြီးတော့ဒီ USB ကိုဒီမှာဘယ်လိုထိုးရမှာလဲလဲသူကအဲ့တော့ကျွန်တော်တို့ကလည်းမနေ့ကဆိုတော့အမက်တမက်ပေါ့နော်သူကလည်းအော် device ကြိုးလေးလိုချင်တယ်ဆိုတော့ကျွန်တော်တို့ကလည်းဖုန်းကိုကြည့်တယ် device အပေါက်ဆိုတော့ device ကြိုးရောက်မလိုက်တယ်ညနေကျတော့သူကပြန်လာတယ်ဒါမျိုးလေးတက်ပြီးတော့ဒီမှာဘယ်လိုတက်ရမှာလဲလဲ Okay အဲ့တော့ ဟိုဒါကကျတော့တကယ်တမ်းကျရင်ဒီခေါင်းနဲ့သွေးမယ်ဆိုရင်တော့ကျွန်တော်တို့ကဒီလိုမျိုးဒီ twice to twice ကျိုးလိုရတာပေါ့နော် ပြီးကြမှကျွန်တော်တို့ကဒီမှာတစ်ဖက်မှာ twice ဒီမှာထိုးမယ်ပြီးတော့တစ်ဖက်မှာကျတော့ဒီမှာထိုးရမယ်ပေါ့နော်အဲ့တော့ဟိုကျွန်တော်တို့ကအသွင်းကျိုးလာလို့ရှိရင်ဖုန်းကိုလည်းကြည့်ရမယ်ပေါ့နော်ဖုန်းကလည်းကျွန်တော်တို့က twice အပေါင်းလားပြီးတော့ဘူရိတ်လားမိုက်ခရိုလားဆိုတာကြည့်ရတော့မယ်ပြီးလို့ရှိရင်သူတစ်ဖက်မှာသွင်းမဲ့အာဒါပရာ၃ကလည်း twice အပေါက်လား usc အပေါက်လားဆိုတော့မေးရမှာပေါ့နော်အဲ့လိုမျိုးတေချာခွေးချပြီးမဝင်လို့ရှိရင် ဒါကစားမှာဆိုရင်လည်းကျွန်တော်တို့ဒါဝေးသူ့အိမ်ကိုရောက်သွားပြီပေါ့နော်သူ့အိမ်ကိုရောက်ပြီးမှဒါတစ်ခါပြန်လာပြီးတော့လဲရတယ်ဆိုတော့ကျွန်တော်တို့ဘက်ကလည်းတကယ်တမ်းပြောမယ်ဆိုလို့ချင်းဂျင်းတဲ့တာတော့မဟုတ်ဘူးသူကလည်းဖုန်းက twice စီဆိုတော့ကျွန်တော်တို့က twice စီကြိုးရောက်မေးလိုက်တာဒါမှဖြစ်ကျွန်တော်သူ့မှာကအတုံးကလည်း twice စီတုံးဖြစ်နေတယ်ပေါ့နော် Okay အဲ့တော့ဒီလိုမျိုးအတုံးနဲ့ကျွန်တော်တို့ကလာဝင်မယ်ဆိုလို့ချင်းတော့ကျွန်တော်တို့ကဒီကိုယ့်ရဲ့ဖုန်းကလည်း twice စီဒီတုံးကလည်း twice စီဆိုလို့ချင်းတော့ကျွန်တော်တို့ကခုလိုမျိုး twice စီတို့ twice စီကြိုးဝေမရပါမယ်အဲ့လိုမျိုးပြောပြီးဝေမပေါ့နော်မဟုတ်ရင်ကျွန်တော်တို့ဖုန်းဆိုင်တွေကကြတော့ ဲ drive စနဲ့သွင်းမဲ့ကျိုးလို့ဖုန်းနဲ့သွင်းမဲ့ကျိုးလို့လဲဆိုရင်ကျွန်တော်တို့ကတော့ဒါမျိုးပဲရောင်းပေးမှာပေါ့နော်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဒါလေးတွေတော့ဒါဖုန်းဆိုင်ရင်လည်းတတိထားလို့ရအောင်ပေါ့နော်ကျွန်တော် customer ရင်လည်းတတိထားပေးဖို့လို့ရအောင်ပါဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ဗျာ